မြမနိုင်ငံကြီးအတွေးခေါ်အပိုင်းဆက်လေးဆရာမမောင်ကြီးရဲ့မြမနိုင်ငံကြီးအတွေးခေါ်အပိုင်းဆက်လေးမှာဂိုင်းကနအုပ်စုဖွဲ့ပြီးတဦးနဲ့တဦးအပြုတ်တိုက်ခြင်းနဲ့အကျဉ်းဆိုးကြောင့်ပါလီမန်ဒီမိုကရေစီစနစ်ပျက်စီးပြီးစစ်တပ်ကအာဏာသိမ်းလိုက်ပုံကိုအကျဉ်းချုပ်တင်ပြပါမယ်ထောင်ကိုဝါလီစခွန်အခြေခံဥပဒေအရပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို1951မှာတစ်ကြိမ်1956မှာတစ်ကြိမ် စုစုပေါင်း2ကြိမ်ကျင်းပပါတယ်။တက်တန်း၈နှစ်ရှိတဲ့ဒီမိုကရေစီအစိုးရထဲမှာအာဏာလွတ်မှုတွေပြင်းထန်လာပါတယ်။ဝန်ကြီး22ဦးရှိတဲ့အစိုးရအဖွဲ့ထဲမှာဆိုရှယ်လစ်ပါတီဝင်က15ဦးဖြစ်နေတာကိုကြည့်ရင်ပါလီမန်မှာရောဖဆပလအဖွဲ့ချုပ်မှာရောဆိုရှယ်လစ်တီလဝကြီးအုံနေတာသိတာထင်ရှားပါတယ်။လွတ်တော်အမတ်250ရှိတဲ့အနေနဲ့အတိုက်ခံအမတ်ဦးရီက 54ဦးသာရှိရမှုဖဆပလအဖွဲ့ချုပ်ကြီးစုတဲ့ပါလီမန်လွှတ်တော်ပါပဲ1956အပိလမှာဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပပြည်စည်းတဲ့အခါမှာဖဆပလအမက142ဦးဖဆပလကိုထောက်ခံတဲ့အမက40ဦးစုစုပေါင်းထောက်ခံမင်း181မဲရှိတာကြောင့်ဖဆပလအစိုးရဟာပါလီမန်လွှတ်တော်ကိုကောင်းကောင်းကြီးကြီးစိုးနိုင်ပါတယ်ဒါပေမဲ့ ဆိုရှယ်လစ်အချင်းချင်းနေရာလူရာကဖဆပလအစိုးရဟာ1958မှာလက်ချမ်းခွဲသွားပါတယ်။ဥပဆွေဥကြောင်းကြီးခေါင်းဆောင်နဲ့ဆွေငင်းအုပ်စုနဲ့တခင်တင်တခင်ကျော်တွန်းခေါင်းဆောင်နဲ့အုပ်စုဆိုပြီးအုပ်စုနှစ်စု꿰သွားပါတယ်။နောက်တော့ဘဲပါတီမှမပါတဲ့တတိပုဂ္ဂလဥနုကတခင်တင်တခင်ကျော်တွန်းအုပ်စုကိုခေါင်းဆောင်လိုက်တဲ့အတွက်နှုတ်တင်အုပ်စုဖြစ်လာပါတယ်။နှုတ်တင်အုပ်စုဟာ တန်ရှင်းဖတ်စာပါဠိဖြစ်ပြီးဆွေငင်းအုပ်စုကတည်မြဲဖတ်စာပါဠိဖြစ်လာပါတယ်။အစိုးရအဖွဲ့မှဝင်ကြီး30ရှိတဲ့အနေနဲ့တန်ရှင်းအုပ်စုက15ဦးတည်မြဲက15ဦးဖြစ်နေပါတယ်။လွတ်တော်အမတ်129ဦးကတန်ရှင်းကို ထောက်ခံပြီး129ဦးကတည်မြဲကိုထောက်ခံတဲ့အတွက်အမတ်အင်အားမတိမ်မင်းဖြစ်နေပါတယ်။ဒီနေရာမှာအတိုက်ခံအမတ်တွေဟာ အလွန်အရေးပါလာပါတယ်။ တိုက်ခန့်အမတ်တွေထောက်ခံတဲ့တန်ရှင်းဖတ်စာပါလာက ပါလီမန်လွှတ်တော်မှာ ထောက်ခံမဲ့အများဆုံးရပြီးအစိုးရဖွဲ့နိုင်ပါတယ်။ဒီမှာရင်တန်ရှင်းဖတ်စာပါလာနဲ့ဒီမြဲဖတ်စာပါလာတို့နဲ့တူအပြည့်ရှင်းဖို့ကြိုးစားပါတော့တယ်။တပုံအလုံးကိုတန်ရှင်းအစိုးရကလူငင်းချမ်းသာခွင့်ပေးလိုက်တာကိုတီမြဲဖတ်စာပါလာနဲ့စစ်တပ်ကမကြိုက်ကြပါဘူး။တီမြဲဖတ်စာပါလာကိုထောက်ခံတဲ့စစ်တပ်ကိုတံပြန်မှုအတွက်စစ်ရဲတပ်ဖွဲ့ ရန်ကုန်ကိုပြောင်းရွှေ့လာကိုလည်းစစ်တပ်ကသဘောမကျပါဘူး။နောက်ဆုံးအာဏာလွှဲပေးဖို့စစ်တပ်ကတောင်းဆိုလာတာကိုဝန်ကြီးချုပ်ဦးနုကလိုက်ရောလိုက်ပါတယ်။နိုင်ငံရေးပါတီတွေဖြစ်ပွားတဲ့ပဋိပက္ခမှာစစ်တပ်ကဝင်ရောက်ဆက်ဖက်နိုင်အောင်လမ်းခင်းပေးတာဟာဒီမိုကရေစီကိုကျိုးခွန်းဆွတ်တလို့ဖြစ်နေပါတယ်။အိမ်ဆောင်အစိုးရဝန်ကြီးချုပ်အဖြစ်ဗိုလ်ချုပ်ကြီးနေဝင်းကို1958အောက်တိုဘာ28ရက်မှာပါလီမန်လွှတ်တော်က ခန့်အပ်လိုက်ပါတယ်။အိမ်ဆောင်အစိုးရလက်ထက်မှာဥနုခေါင်းဆောင်နဲ့တန်ရှင်းဖတ်စာပါလာကပြည်ထောင်စုပါတီလိုအမည်ပြောင်းပြီး1960ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တဲ့အခါအပြတ်သက်အနိုင်ရရှိပြီးပါထဆာအစိုးရကို ဖွဲ့စည်းနိုင်ပါတယ်။မိန်ပီးအုပ်ချုပ်တဲ့စစ်အစိုးရကိုမကျေနပ်တော့စစ်တပ်နဲ့ရောထွေးရှစ်တင်ဖြစ်နေတဲ့တည်မြဲဖတ်စာပါလာကို မထောက်ခံကြပါဘူး။ဥနုရဲ့ဖတ်ထဆာပါတီဟာ တီမဲဖတ်စပါလာနဲ့တီမဲအလိုတော်ကြီးစစ်တပ်ကိုထိုးနှက်တိုက်ခိုက်ပြီးရွေးကောက်ပွဲစည်းရုံးနဲ့အတွက်အပြတ်သက်နိုင်ရရှိတာဖြစ်ပါတယ်။ဒါပေမဲ့အာနာပြန်ရလာတဲ့အခါမှာစစ်တပ်နဲ့ပြန်လဲတင့်မြန်ကြီးလို့ဖို့ဦးနုကသတိမရဘူးလို့ဒေါက်တာမမောင်ကြီးကဆိုပါတယ်။ဖတ်စပါလာအဖွဲ့ချုပ်နှက်ချမ်းကွဲသွားခြင်းကစပြီးစစ်တပ်ဟာနိုင်ငံရေးအင်အားစုတစ်ခုအနေနဲ့ပါဝင်လာတာကိုအသိမှတ်ပြုပြီးမှန်ကန်စွာကင်တွယ်တတ်ဖို့လိုပါတယ်။ အာဏာပြန်ရလာတဲ့ပဋ္ဌာဆပါတီနဲ့တက်မှုတွေကြားမယုံတင်တာဖြစ်တာတွေပုံများလာပါတယ်။အစိုးရအနေနဲ့ထိရောက်စွာအုပ်ချုပ်နိုင်မှုအတွက်စစ်တရဲ့ကူညီရိုင်းမင်းမှုလိုအပ်ပါတယ်။ဒါပေမဲ့ပဋ္ဌာဆခေါင်းဆောင်ဝန်ကြီးချုပ်ဦးနှုဟာစစ်ခေါင်းဆောင်တွေကိုစီယုံတင်းတွင်းပြီးရင်ကြားစီဖို့ကြိုးစားပါဘူး။ရွေးကောက်ပွဲရှုံးသွားတဲ့တည်မြဲဖတ်ဆပလကိုတရားဝင်အတိုက်ခံပါတီဖြစ်အသိမဲ့ပြုပြီးနားလည်မှုရအောင်လှုပ်ထားနိုင်မယ်မြင် တင်မြဲဖဆပလနဲ့ရောထွေးရှက်တင်ဖြစ်ခဲ့တဲ့စစ်တပ်ကိုတော့နိုင်ငံရေးဆွေးနွေးပွဲမှာထည့်သွင်းဖို့တော့မစင်စားတော့ပါဘူး။ဦးနုရဲ့ပဋ္ဌာဆာအစိုးရဟာပါလီမန်ဒီမိုကရေစီစနစ်အခြေမခံသေးတာကိုမေ့နေပုံရပါတယ်။စစ်တပ်ရဲ့ပူးပေါင်းဆောင်ရွက်မှုမရရင်မလုပ်နိုင်တဲ့ကိစ္စတွေအများကြီးရှိပါတယ်။အင်းဆောင်ဆိုးရဟာသူ့ဆောင်ရွက်ချက်ကိုပြည်ရေးရွာမှုဆိုတဲ့စာအုပ်ထုတ်ထားပေမဲ့ပဋ္ဌာဆာအစိုးရကအတိမတ်ပြုတာမဟုတ်ပါဘူး။ ဒါကြောင့်စစ်ကောင်းဆောင်ပိုင်းကစိတ်နာတာလည်းဖြစ်နိုင်ပါတယ်။ဒေကာနဂျီရေးတဲ့မိတ္တပလနီကာဆောက်ကိုဘာသာပြန်ပြီးဆယ်ရန်ကြောင်းသုံးပြပြထမ်းခဲ့တဲ့ဝင်းကျုပ်ဦးနုဟာစစ်ကောင်းဆောင်အနေနဲ့ပြန်လည်တည်မြဲအောင်လုပ်ဖို့တတိမြာပဲဖြစ်သွားပါတယ်။စစ်ကောင်းဆောင်မင်းရဲ့ယုံကြည်မှုနဲ့ပူပေါင်းဆောင်ရွက်မှုရယူဖို့အရေးကြီးတဲ့ဆိုတာကိုဦးနုကမေ့နေပုံရပါတယ်။ရွေးကောက်ပွဲအနိုင်ရတဲ့တရားဝင်အစိုးရခိုင်းတာကိုစစ်တပ်ကလုပ်ရမယ်လို့သာအမှတ်ယူထားပုံရပါတယ်။ ရွေးကောက်ပွဲအနိုင်ရတာဟာပြည်သူတွေကလုတ်ပိုင်ခွင့်ပေးလိုက်တာဖြစ်လို့ဒီအချက်တခုတည်းနဲ့အစိုးရလမ်းစဉ်တွေကိုအကောင့်ထဲပေါ်လိမ့်မယ်လို့ဥနုအစိုးရကယူဆထားပုံရပါတယ်။ဒီလိုလုပ်တဲ့အတွက်အခြားအုပ်စုတွေကိုထိခိုက်သွားနိုင်တာမျိုးတွေတွေးမိပုံမရပါဘူး။ဒါကြောင့်အိမ်ဆောင်စိုးရလက်ထက်ကအနေထားကိုဂရုမစိုက်တော့ပဲရွေးကောက်ပွဲအနိုင်ရတာနဲ့မိမိစီစဉ်ကိုအကောင့်ထဲပေါ်ဖို့သာဥနုကတန်တိတ်တန်ချခဲ့ရပါတယ်။ စစ်တဟဥနုရဲ့အစည်းစင်းကိုတံပိုးမထသလိုပြည်သူဆန္ဒကိုလည်းမလေးစားပါဘူးဘေးဖက်ခံရတဲ့ပုံနေဝင်းနဲ့နောက်လိုက်စစ်ဘိုးတွေဟာဥနုအစိုးရကိုဖြုတ်ချပြီးအာနာသိမ့်ဖို့အချိန်ခါကိုစောင့်နေတော့စစ်မှန်တဲ့ဗက်ဒရယ်ပြောင်စုတည်ထောင်ဖို့ရှမ်းကစပြီးတောင်းဆိုလာပါတယ်ဒါကိုအကြောင်းပြပြီး1962မှာပုံနေဝင်းဥဆောင်တဲ့စစ်တပ်ကအာနာသိမ့်လိုက်ပါတယ်1940ခုအခြေခံဥပဒေဟာ ဘောဓာကွဲလွဲသူတွေအတူတကွနေနိုင်အောင်စီစဉ်ထားတဲ့စနစ်ဖြစ်ပါတယ်။ဒါပေမဲ့စန့်ကျင်ဘက်နိုင်ငံရေးအယူဆရှိသူတွေအတူနေထိုင်နိုင်တဲ့အစဉ်လာမြန်မာပြည်မှာမရှိပါဘူး။အင်္ဂလိပ်ရှိတုန်းကရှင်တွဲနေထိုင်ခဲ့ကြတဲ့စန့်ကျင်ဘက်အုပ်စုတွေဟာအင်္ဂလိပ်မရှိတဲ့အခါမှာတူးနဲ့တူးအပြင်းထန်တိုက်ဖို့သာစိတ်ဝင်စားကြပါတယ်။ရွေးကောက်ပွဲကိုလည်းတံမိုးထားရကောင်းမှန်းဘယ်သူမှမသိကြပါဘူး။စစ်တပ်အာဏာသိမ်းလို့ ပါလီမန်ဒီမိုကရေစီစနစ်ညီကုန်းချုပ်သွားတာကိုပညာတတ်နည်းငယ်ကလွဲပြီးဘသူကမှစိတ်မကောင်းမဖြစ်ကြပါဘူးရှေ့ဘက်ကစားပြီးတတော်အစည်းအဝေးတွေမှာရောင်းမြန်ဟက်ခဲ့တဲ့မြမနိုင်ငံရေးအတွေးခေါ်ကိုဆက်လက်တင်ပြပါမယ်ခင်ဗျာ